အားလုံးပဲမင်္ဂလာပါခင်ဗျာဆာရည်သူဆီယမကြီးမဝင်းမြင့်ရေးသားတော်ရေးပြအိုင်မဇလန်းများလို့အမည်ရတဲ့ဝိတုစာအုပ်ထဲမှာ ရေးပြအိုင်မဝင်းနိုင်သူလို့အမည်ရတဲ့ဝိတုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ရေးပြအိုင်မဝင်းနိုင်သူတာထူတမြတ်ဤယုတ်ကလက်လဲလျောင်းစက်ခေါ်ရာအောက်ကိုရှိသည့်တောင်ကုန်းငယ်မှာအိမ်တို့ပြန်လဲရောက်ရှိလာသောအချိန်တည်းနနက်9နာရီခွဲနေပြီဖြစ်နေပြီ နနစာထမင်းအင်းရှက်ပြုတ်ရီအင်းတန်ချင်းရီတွေရှိနေသေးသည့်အတွက်တကြောင်ခရီးရောက်မဆိုင်အဖွားအိုပင်ပန်းနေမိကိုတွေးမိ၍တကြောင်မခင်ရွှေက မွေနိုင်သူအဖသားပေါ်အကြောင်းအလိုမင်းတိလိုစိတ်ကို အလိုက်တိစွာရှုပ်တီးထားရပေသည်မိဖို့ကြောင့်ကိစ္စအင်းတန်ချင်းရီကိစ္စတွေပြီးစီးသွားသောအခါအဖွားကြီးသားမိနှင့်မခင်ရွှေကထမင်းဟင်းစားတော့ပြီးစေကျော်တင်ဆဲရသေးသည်။ကိစ္စအလုံးပြီးသွားသောအခါမှာ မခင်ရွှေက အဖောက်အိုရှိရာသို့လာခဲ့သည် အဖောက်အိုကအဲ့ရပေါ်တွင်တက်တက်တတလဲလျောင်းနေသည်ဖဖွားကျမကုသိုလ်ယူပါရစေမခင်ရွှေကဆိုကအဖောက်အိုရှင်ရင်ဘက်ကထိုင်ပြီးခြေပဝါးနှင့်ခြေတလုံးကိုအတားအယာဆုပ်နယ်လိုက်သည် အဖောက်အိုကမှင်းမိတ်ထားသောမျက်လုံးကိုဖွင့်ပြီးကြည်လိုက်အေးကွယ်တာတို့တာတို့တာတို့ဆရာမလေးဖဖွားတို့အိမ်ရောက်လာကြတဲ့က ဝတရားမပြတ်ပြုစုခဲ့တယ်နော်။ကျေးဇူးတင်ပါတယ်လုံမာလေးရဲ့။သူကခိုင်အဖွားကြီးသမီးကပါရောက်လာပြီ။သူ့အမေဘေးမှာထိုင်သည်။အဖွားကိုလက်တစ်ဖက်ကိုယူရစွာဆွဲယူစုပ်နေပြီ။ဆရာမလေးတည်ကျင်တဲ့အဖအတာပေါ်အကြောင်းပြောပြပါဦးအမေဟုစကားဆပေးလိုက်၏။သူအကားမှာအဖွားကြီးကတတိရသွားဟန်ဖြင့်အော်အော်အေးအေးကိုတာပေါ်အကြောင်းလား။နေပါဦးဘယ်ကစပြီးပြောရပါ။ အဖွားကြီးကပြောပြီးစဉ်းစားဟန်ဖြင့်တမင်းနေခန့်များငြိမ်သက်နေပြီးမှပြောသည် ကိုရင်သာဘောကဒီဝါဇာတိမဟုတ်ဘူးကွဒါပေမဲ့ဒီဝါပါပဲအဖွားတို့အိမ်မှာအခြေဆိုင်ပြီးဒီဝါမှာပဲမွေးကြိုက်လူနာတွေကိုကဲသွားတယ်ကိုရင်သာဘောဒီဝါရောက်တာကတော့အဖွားခင်ဘုံကိုဘူးအောင်ကိုအကြောင်းပြုရောက်လာတာမိန်းကလေးရဲ့အဖွားကြီးဒီမခင်ရွှေကိုဆရာမလေးဥဟုခေါ်လိုက်လုံမလေးဟုခေါ်လိုက် မိန်ကလေးဟုခေါ်လိုက်ဖြင့်ရှစ်စနိုးအမျိုးမျိုးခေါ်နေသည်ကိုမခင်ရှိကလည်းနှစ်ချိုက်ကျင်းနူးကြပြင်သဘောကျသည်ဟုတ်ကဲ့ဖော်ဖော်အဲ့ဒီအဘအတာဘောကဒီဝါတာမဟုတ်ဘူးဆိုတော့သူ့စာတိကဗမာလေးမပြောဘူးကွယ်ကိုရင်တာဘောကလူတစ်မျိုးမေးလေပြောချင်မှပြောတယ်မမေးပေမဲ့သူပြောချင်တာပြောနေတာပဲတချို့ရွာသူရွာသားတွေကတော့ကိုရင်တာဘောကိုကြက်မပြစ်ဘူးအယူတို့ပြောကြတယ် ဒါပေမဲ့ကိုရင်သားပေါ်မယူဘူးစိတ်နေတဘောထူးဆန်းတဲ့လူတို့ဆိုရမယ်ထိုအခါအဖွားကြီးသမီးကဟုတ်တယ်အဘတာပေါ်အယူမဟုတ်ဘူးသူတို့ကအဘတာပေါ်တီတီနေတာကိုကြံဖန်အပြစ်ချာပြောတာယူတဲ့သူကမဝင်နိုင်ပါမလားမွေကြိုက်ခံလူနာကိုစိတ်ကုနိုင်ပါမလားဆရာမလေးရဲ့နောက်ပြီးအဘတာပေါ်ကစေကုကဘယ်ရွေးဘယ်မြပေးရမယ်လို့ဘယ်တော့မှမတောင်းဘူးပေးခြင်းသေးမပေးခြင်းနေ တေးလေကုတာပဲမတေးလေကုတာပဲအဘတာဘောကအိမ်တော်မရှိဘူးဆရာမလေးရဲ့လူပြိုကြီးအဘတာဘောဒီပါရောက်လာတာ မောင်လေးဆုံးပြီမနော်အမေဟုတ်တွတ်တွတ်လဲ့လက်ပြောဆိုမေးမြန်းလိုက်သည်ဟုတ်တယ်တာဆုံးပြီ၃လလောက်အကြာမှရောက်လာတာအဲ့ဒီအချိန်ကကိုရင်တာဘောအသက်ရွယ်ကကိုဘိုးအောင်ထက်၃လနှစ်လောက်ကြီးမလားပဲလူပုံကရုပ်ရည်တက်ရောင်တစောင်းနဲ့ကောင်းလိုက်တဲ့သဘင်လေးဆိုတာပြင်းပြစီထိရော ဲ့ဒီအဘသာဘောကဘလို့အကြောင်းပြုပြီးဖိုးဖိုးနဲ့ဆက်သွယ်မိတာလဲဖောက်ဖွာသူတို့သားမိတကားအရာအဘသာဘောဤဘာကိုရောက်လာခြင်းကဆိုလျင်အဘွားကြီးသားမိသည်စံနှစ်ကျော်ရွယ်ခရီးငယ်များသာဖြစ်သေး၍တေရှာစွာမှတ်မိနိုင်မည်မဟုတ်ဟုတွေးပြီးအဘွားအိုကိုသာမေးလိုက်သည်ဆရာမလေးကထူးထူးဆန်းဆန်းတွင်မှတ်သားဖို့ဝါသနာပါတယ်ဆိုရင်ဖွားဖွားတို့ရေးပြအံရွာနဲ့ပတ်သက်ပြီးပြောစရာလေးတွေတော်တော်များများရှိတယ်ကွ မှတ်တမ်းသဘောမျိုးနဲ့စာကလေးရေးထားပါလားအဖွားကြီးကပြောတော့အခါမခိရွှေစိတ်ထဲမှာစာရေးစရာ ဖြစ်ရှင်တယ်လို့လို့စန္ဒာမျိုးပေါ်လာသည်ကုတုကန်ဟူသည်မိသူကအမြကြိုတင်မမြင်နိုင်ရှိ မခိရွှေအဖို့တနေတော့အခါဝဲနာမည်ကျော်စာရေးစရာမဖြစ်ဟုမိသူပြောနိုင်မည်နီထို့ကြောင့်အဖွားကိုပြောသည့်အတိုင်းသဘောတူညီလိုက်သည်ဖွားဖွားပြောတာကောင်းနေကျမမှတ်တမ်းသဘောအလုံးပြန်ရေးထားမယ်ဖွားဖွား ထူးထူးဆန်းဆန်းကလေးတွေကိုသာပြောပါအေးအခုကိုရင်သားပေါ်အကြောင်းပြောပြမယ်မိန်းကလေးမှတ်တမ်းကလေးရေးတယ်ရေးပြီးရင်ဖွားဖွားကိုပြန်ဖတ်ပြဟုတ်ကဲ့ဖွားဖွားပြောပါ အဖွားကိုပြောပြသည်အဘအသားပေါ်အကြောင်းကိုမက်ခင်ချွေကဤသို့မှတ်တမ်းရေးလိုက်သည်တားငယ်သည်သူရင်ခွင်ရိတ်မှာထွက်ခွာသွားခဲ့ဒီမှာတုံးလာကြခဲ့ပြီဖြစ်တော်လေကိုဘိုးအောင်တို့မိသားစုသည်တနေ့မှမမေ့နိုင် အလွမ်းမပြေနိုင်အောင်ဖြစ်ရသည် ပင်မဆင်းရဲစွာလောကန်ရှားပွေစားတော့ရသည့်အဖြစ်မှလွမြောက်စေသည့်ကောင်းကျိုးချမ်းသာပေးသည့်တားငယ်ကိုညာစွာလွမ်းဆွသည့်အလျောက်မိုးတွင်အုံကမှုံမှုံမိုင်းမိုင်းဖြစ်နေသော နေ့တနေ့ဝယ်ကိုဘိုးအောင်သည်တားငယ်လှဲလျောင်းအိတ်ဆက်ရာအုပ်ကိုရှိသည့်တောင်ကုန်းငယ်စီသို့သူတယောက်တည်းထွက်လာခဲ့သည်မရှိအင်ကိုပင်အတိမပေးပဲတိတ်တဆိတ်ထွက်လာခဲ့ခြင်းကမရှိအင်သည်မိမသားဖြစ်သည့်အလျောက်တားဤအုပ်ကိုမမြင်လျင်တော်သေးသည် မြင်လျင် ထိမ့်မနိုင်တိတ်မရပရိဒေဝတောကမီ အာကြီးလာတော့ကြောင့်ဤတောင်ကုန်းထိတ်ကိုမတွားရအောင်ဖြောင်းဖြားခဲ့သည်ထို့ကြောင့်ကိုဘိုးအောင်ကတိတ်တဆိတ်ထွက်လာခဲ့ခြင်းဖြစ်သည်တောင်ကုန်းငယ်ကိုမရောက်မီလက်ကွက်ကလေးစုဆောင်ရာကတင်းထိတ်ွယ်အဓိကရတောင်မိုကြီးတို့ရှိနေခဲ့ဒီမှာနှစ်ပရိစေတာတော်တော်ပင်ကြာညောင်းခဲ့လေပြီတောင်မိုအတွင်းမှာမွေကြီးတကောင်ရှိသည် မွေကြီးကနှိမ့်ချွတ်မွေကြီးပင်ဖြစ်တော်လဲ ကိုခန္ဓာမှာနှစ်ကြညောင်း၍ကြီးမားလာသည်မရှိဟုပထမဦးဆုံးတွေ့ဖူးသည့်အရွယ်ပမာဏအတိုင်းသာရှိပြီးအယောင်မှာအစိမ့်ပုတ်ရောင်ဖြစ်သည်မွေကြီးကလည်းမြေသူကိုမြအန်ဒီရမပြုတ်ခဲ့မြေသူကမှလည်းမွေကြီးကိုအနှောက်အယှက်မပေးပဲဘေးမဲ့လိုသဘောထားနေခဲ့ကြသည်ဖြစ်ရာရာသူရသားတွေနှင့်မွေကြီးသည်နားလည်မှုရှိနေသည်ဟုဆိုရမည်လွန်ခဲ့သည့်နှစ်ရက်ခန့်ကမူမော်တော်ကားကားလမ်းပေးမှအရက်ပုံးတိုင်ဖွင့်ရောင်းနေသူဆိုင်ရှင်တယောက်အား ခရီးတထကုန်းခုသည်မော်တော်ကားတစ်စီးခရီးတဲ့ကလင်းမွေသားကို အရက်နှင့်မြည်လို့သည်လင်းမွေတကောင်ကိုအရေးဆုပ်ပြီး အခွေမပြတ်ကြော်ပေးလျင်ငွေ၅ချက်ပေးမည်ဟုဆိုထားသည်ထို့ကြောင့်အရက်ဆိုင်ရှင်သည်ငွေ၅ချက်ကိုမှတ်ကာလင်းမွေကိုချသည်လင်းမွေကိုချမရသည့်အစုံတောင်မိုတဲကမွေကြီးကိုရအောင်ကြံစီသည် မွေတင်းဝကိုငေုတ်သီးလော့ဖြင့်တိုက်သောအခါမွေကြီးထွက်လာသည်အရက်ဆိုင်ချင်းကလက်ထဲမှအသင့်ကိုင်းထားသည့ ငါးကွခရင်ဖြင့်မွေကြီးဥကောင်းကိုတေးချာသောချိန်ပြီးထိုးသည်သူ့ခရင်သားကမွေကြီးဥကောင်းကိုမထိပဲမွေကြီးကသူ့ရှိတလုံးကိုအာပါတရပောက်ပြီးတွင်းထဲပြန်ဝင်သွားလေသည်အရက်ဆိုင်ခြင်းကမွေသားလည်းမရမွေငါးချက်လည်းမရပဲမွေစိတ်မွန်ကသူ့အရက်ဆိုင်ကို အတူပါလာသူကတည်ဆောင်းသွားပြီးမွေကုစည်းစရာကိုပင်မေးကုနေတော်လဲမွေစိတ်ကမကြသည် ဤအဖြစ်ကယနေ့မနက်စောစောပိုင်းကဖြစ်လိုက်သည်ကိုတရွာလုံးသိလိုက်သည့်နေသူကိုဖိုးအောင်လည်းသိခဲ့သည်သို့တော်ငွေကလေး၅ချက်မှတ်ပြီးမလုံအပ်တာတွားလို့တဲ့သူဒီလိုအထီးကရငွေမျိုးကြိုက်တာတော့မွေဆေးစရာလည်းနိုင်မှာမဟုတ်ဘူးဟိုဒီတူညီသည့်ဆုံးဖြတ်ချက်ကိုတရွာလုံးကချထားသည်ရွာသူရွာသားတွေဆုံးဖြတ်ချက်ကပင်မှန်နေပြီလားမသိမွေကြိုက်ခံရသောလူနာသည်မနက်9နာရီလောက်က အကြိုက်ခံရသည်ဈေးစရာကိုဆက်ချင်းပင့်ပြီးကုတာခဲ့သည် သို့တော့ယခုကိုဘိုးအောင်တောင်ကုန်းငယ်သို့တွားရန်ထွက်လာသည်နေမွန်းတဲ့အချိန်တိုင်းတော့လေငွေစိတ်မကြသည်တတိမရသည်ငွေစိတ်မွန်နေသည်ပင်လက်ရှိကုနေသောဆရာကဟန်ပုံမပေါ်၍လက်လျှော့ထွက်သွားသည်ဖြင့်နောက်ထပ်ဆေးဆရာတတိယကိုကြိုးစားချာဝင်နေသည်ဖြစ်သည်ကိုဘိုးအောင်ကတားငယ်လဲလျောင်းအိပ်ဆက်သည့်အောက်ကူရှိရာတောင်ကုန်းငယ်စီသို့ထွက်လာရင်မနက်ကတောင်မို့တွင်းအောင်မွေးကြီးနှင့် ငွေငားကြံမမောသောအရက်ဆိုင်ခြင်းတို့အဖြစ်ကိုတတိယကရွာသူရွာသားတွေပြိုးနှုတ်ရင်းကောက်ချရင်းဒီလေကတဲ့ဘောဒီတောင်မိုကြီးနားမှာထိုင်ကြနားကြထမင်းစားကြလုံနေတာကြာလာဘောဒီမွေကြီးကသူ့ကိုဒုက္ခမပေးတဲ့လူတွေကို သူကလည်းဒုက္ခမပေးပါဘူးတဦးကိုတဦးတစ္ဆာတရားစောင့်တိထိမ့်သိမ့်ဖို့တကယ်အရေးကြီးပါကလားဟုတ်တီးတိုးရေရွရင်တောင်မိုကြီးရှိရာကိုလှမ်းမြော်ကြည့်မိတော့ကိုတိုးအောင်ဤမျက်လုံးက တောင်မို့အနာတွင်တီတီငင်ငင်ရက်နေသောလူတစ်ယောက်ကိုတွေ့ရသည်ထိုလူ၏လက်ပေါ်တွင်က မွေကြီးတကောင်ကိုဘိုးအောင်ရှိရာနေရာနှင့်တောင်မို့သည်ခဲတဲ့ပြည့်တာတာမြတာကွာသည်ဖြစ်ရာငင်းကွင်းကပြက်သားထင်ရှားလာသည်ထိုသူ၏လက်ပေါ်ကမွေကြီးကတောင်မို့ထဲမှရှိနေသည်အစိမ့်ပုတ်ရောင် မွေကြီးဖြစ်သည်ကိုဘိုးအောင်ကတေချာစင်ရန်အနာသို့ကတ်သွား၏အနာသို့ရောက်သည်နှင့်တပြိုင်နက်ထိုလူကစတင်ပြောလာသည် တူးကိုတူးအန်ရည်မပြုတ်ပဲတစ္ဆာစောင့်နေသည်များကာလာပန်လုံးစိတ်ရှမ်းသာမှုရရမှာပေါ့ဗျာအခုတော့မွေကြီးသူ့ဘာသာတို့နေတာကိုတတ်ဖို့အားထုတ်တာကို နေမဝင်မိမှာလူနာကိုကျွန်တော်လက်အပ်ရင်တော့အသက်ရှင်အောင်ကဲနိုင်ပါတယ်ဟုထုံလူကပြောပြီးမွေကြီးကို သူ့တွင်းဝါတို့ညင်သာသာချပေးလိုက်ပြီမွေကြီးဒီနှပ်ပတော့ဗပင်းကြီးကိုဘယ်ညာရင်းကကိုဖိုးအောင်ကိုကြည့်သည် ရွှေဟူသောအတန်ရှည်ကြီးပြုတ်ပြီးဗပင်းကိုချကတွင်းထဲသို့ဝင်သွားလေသည်။ကိုဘိုးအောင်သည်ဒူလာရင်ကိစ္စကိုဘေးဖယ်လိုက်သည်။မွေတိုက်ခံရသည့်လူနာချမ်းသာစေလိုသောဆန္ဒဖြင့်။နောင်ကြီးကဲ့နိုင်ရင်ကျွန်တော်ကလူနာချင်းကိုသာပင့်ပါတယ်ဗျာ။အခုကြွပါဟုဂျိုသေးစွာတောင်းပန်လိုက်။ထိုလူကဦးကောင်းကိုခိုင်ရန်လိုက်သည်။ခမည်းကဘာမှမဆိုင်တဲ့ဂျားလူပဲဗျာ။လူနာချင်းကိုတိုင်ကလိုလားမယ်။ လိုလားမဲဆိုတာမတည်သေးပဲကျွန်တော်ကအရန်ကရောလိုက်လို့ဖြစ်ပါမလားဟိုမှာလူနာချင်းပြင့်ထားတဲ့ဆေးစရာတယောက်လက်ထဲမှာလူနာရောက်နေနေရင်ကျုပ်ကအတင်းဝင်ကုသလို့ရပါမလားတယောက်စီးကိုတယောက်မကြောကောင်းမှုလေတစ္ဆာတရားဆိုတာရှိရမှာပေါ့ထိုလူ၏စကားအထိပယ်ကိုကိုပိုးအောင်ကောင်းကောင်းနားလေသည်ထိုလူကိုမြင်ကြည့်နေတဲ့ပြိုင်နဲ့သူပြောသည့်စကားတွေကိုကြားရသည်နှင့်တပြိုင်နဲ့မွေစိတ်ကိုနိုင်သူဖြစ်ကြောင်းအကဲခံမိသည် ထို့ကြောင့်ထိုလူကို"တောင်ကြီးဒီနေရာကဘဲမှမတွားနိုင်အောင်နော်။လူနာချင်းစီကိုကျွန်တော်အများဆုံးတွားပြီးအကြောင်းကြားပါမယ်။ခဏဆောင်ပါနော်။တောင်ကြီးဟုရိုးရိုးတေတေပင်တောင်းပန်ထားခဲ့ပြီးလူနာရှိရာသို့ဒုံဆိုင်ပြေးလာခဲ့သည်။လူနာချင်းကနောက်ထပ်ခြားပွေပင်လာသောစစ်စရာကလည်းတန်တဝါဝဖြစ်နေ၍လူနာချင်းသည်စိတ်ပြတ်ဝမ်းနည်းနေတဲ့ဝယ်။ကိုဘိုးအောင်ရောက်သွားပြီးလူနာချင်းကိုအကျိုးအကြောင်းပြောပြသည်လူနာချင်းသည်ဝမ်းမြောက်အားတက်စွာဖြင့ ိုလက်ဆစည်းစရာကိုထိုက်သိမ်းသည့်ငွေကြီးကတော့ပြီးပြန်လွှတ်လိုက်တော့အခါပညာမပြည့်စုံသေး၍ရောင်ဝါးဝါးဖြစ်နေသောဆရာသည်ရှော်လဲရောထိုင်ကခတ်တုတ်တုတ်ပြန်ကြွသွားလေ၏လူနာချင်းကိုတိုင်ကကိုဘိုးအောင်နှင့်အတူလိုက်လာပြီးတယိုတတိပင်သောအခါထိုသူသည်ကြည်ပြူစွာလိုက်လာသည်ငွေစိတ်မုံကတတိမိနေသောလူနာကိုတေချာစွာကြည့်ပြီးအိတ်ထဲမှပါလာသည့်တေပလင်းငယ်လေးထဲမှတေမုတ်အနေငယ်ကိုရေဖြော်ကား လူနာဤပါဇက်ထဲနောင်ထွက်လိုက်သည်မွေကိုက်သည့်နေရာကိုဓားငယ်ဖြင့်လက်တဆစ်စည်းများကြက်ချေကခွဲပြီးတင်းမုတ်ကိုတိတ်ထဲ့သည်ကွန်းတရညက်တသားများကြာသောအခါဝယ်လူနာဤပါဇက်ထဲမှအမြုပ်နေအံသည်ဓားခွဲရအနာမတေးဖို့ညညိုမဲမဲတွေ စီကြသည် အနာမညညိုမဲမဲတွေ စီကြခြင်းရက်တန့်သွားသောအခါတွင်ကလူနာသည်တတိပြန်ရလာသည်ကဲမတည်တော့ဘူးစိတ်ချ ထိုလူသည်စကားတခုနှင့်တူတူပြက်ပြက်ပြောကာမိသူမြအတားမစီးနိုင်မီပင်လူနာအိမ်မှထွက်ခွာသွားသည်ကိုဘိုးအောင်ကကြပြာကတိပြေးလိုက်လာသည်သူ့အိမ်မှအခရရတအမောဖြေပါဟုတောင်းပန်ပြီးခေါ်လာခဲ့ရ၏ကိုဘိုးအောင်နှင့်စတင်တည်ကျွမ်းရသဖြင့်ခင်မင်းသောမြတ်တာစိတ်ထားဟန်တို့သည် ထိုလူသည် အေးဗျာခမားစီမှာတော့နေကျင်စိတ်အရှိတာကျုပ်နာမည်ကတာဘောတဲ့မှတ်ထားခမားနာမည်ကရော အတားအဝိုင်းအဖွဲအနှဲစကားလုံးကိုမတုံးမဲရိုးရိုးချင်းချင်းပြောသောကိုသားပေါ်နှင့်ကိုဖိုးအောင်တို့မိသားစုသည်ပုံမျိုးရင်းချာလိုဖြစ်သွားသည်သူ့နာမည်ကိုသားပေါ်သူ့အသက်ကကိုဖိုးအောင်ထက်၄နှစ်လောက်ကြီးသည် မွေကိုက်လူနာကိုနိုင်နိုင်နေနေစိတ်ကူးတက်သည်ဟူသောအချက်၃ချက်ကလွဲပြီးကိုသားပေါ်အကြောင်းကိုကိုဖိုးအောင်မိသားစုဘာမှမသိရချေကိုသားပေါ်ကလည်းဤ၃ခုသောဇကားကလွဲပြီးဘာမှမပြောညီတို့ပင်ဖြစ်စီ တဦးနဲ့တဦးဘဝကုသူကြောင့်ဆွေမျိုးရင်းချလို့ခင်မင်းပြီးအတူနေထိုင်စားတောက်လာခဲ့ကြ၏ကိုသားပေါ်မွေကြိုက်ခံရသူကိုစေကုတပုံမှာရိုးရိုးစင်စင်ဟုတွေ့နိုင်မိလားညနေသောပညာတရက်ဖြင့်ကုတီဟုတွေ့နိုင်မိလားမသိသေးမွေကြိုက်ခံရသူကိုမမြင်ရသေးမတွေ့ရသေးတော့လေလာပင်သော လူနာချင်းကိုကျုပ်မလိုက်ပြရသေးနဲ့ပြန်ပါဗျာဟုပြောလွတ်လည်ရင်ထိုလူနာသည် စေစီယာနာပင့်သူအိမ်ပြန်မရောက်မီပါပင်တေဆုံးနေပြီဖြစ်၏။မွေကိုက်ခရပင်မင်းနှစ်ပိုင်း၊နာယီပိုင်းတွင်မှလာပင့်စေကမူကိုသားပေါ်သည့်အနေငယ်များခတ်တွေတွေမျက်တောင်ဆင်းနေပြီးမှအထက်ပါအတိုင်းပြောလို့လျင်ထိုလူနာသည်မိတိနိနေများအသက်မရှင်နိုင်တော့ပေ။မွေကိုက်ခန္ဓာရသည်မှာတနေကုန်အချိန်ကြာညောင်းနေလိမ့်ကသာလူနာရှင်က လာပင်သောအခါ၌အနေငယ်များခတ်တွေတွေမျက်တောင်ဆင်းနေပြီးမှအေးလိုက်တာပေါ့သွားစို့ ဟုဆိုပြီးပင့်ခေါ်ရလိုက်လာလေထိုလူနာသည်တေချာပေါက်ပျောက်ကင်းရှမ်းသာသည်ထိုအခါလူနာရှင်တို့လောက၌ကြောစမတ်တစ်ခုဖြစ်လာ၏ဆရာဘော်ကိုပင့်လို့မရ၏အဲ့ဒီလူနာအတွက်အဆုံးစွန်ကိစ္စဆောင်ရွက်ဖို့သာစီစဉ်ပေတော့ဆရာဘော်ကြွလာရင်တော့ဒီလူနာကိုဝေမကလို့နခါကြီးပဲပေါက်တက်လာအောင်တော့ဘယ်တော့မှမသိတော့ဘူးကိုတာဘော်သည် မွေကైလူနာအတွက်သာတီးတန့်ဆဲကုသည် အရှားယောဂဝေဒနာများအတွက်ကိုမူမိတို့တော်သူကမိမြပင်တောင်းမှန်တူချိုပင့်ခေါ်စေကမူလုံးဝလက်မခံမီစေကုကအတွက်ကိုမိတိအခါများစကားမပြောဒုနာရှင်ကစေတနာလျောက်လာကြတော်သောငွေကြီးအဝိအထင်စားတော့ဝေရာပစ္စည်းအတုံးဆောင်ကို သူတဲကိုနေတိုင်းစားတော့ရာအင်ရှင်ကိုဖူးအောင်လို့မိသားစုကို အားလုံးပုံပေးသည်စင်ရဲ့ရှုံးငဲ့သောလူနာရှင်ဖြစ်နေလျင်စေကုကကတော်ကြီးမယူတီတာမက အရှားသူတွေကတော့ထားသည့်ပစ္စည်းတွေကပင်ခွဲဝေပြီးပေကံထောက်ပံ့လိုက်သေးသည်ကိုဘောင်းတို့မိသားစုမှာကိုသားဘောကိုတွေးသားရင်းချလိုပင်ခင်မင်းအားကိုမိကြသည်သူဇာတိစဉ်နှင့်အထုပ်ပတ်တိကိုမေးလျင်တိရတော့ခမားတို့မှာဘလို့အကျိုးအကျေးဇူးတွေခံစားကြရမှာလဲမတိရတော့ဘလို့အကျိုးအကျေးဇူးတွေဆုပ်ယုပ်သွားမှာလဲအဲ့ဒါပြောကြကြမှာကျုပ်ကျင်နဲ့အောင်ပြောနိုင်ရင်ကျုပ်ယာဇဝင်ကိုပြောပြမယ်ဟူသောအဖြစ်ဖြင့် မင်းမြန်းသူကိုနှုတ်ပိတ်စေသည်ဆရာကြီးရဲ့မွေပြီးစေးလေးထိုးပေးပါဟုတောင်းပန်နေရင်ကျို့ငါးဘာဒီလနေတိုင်းမြဲတော့မူသားမပါပဲအမှန်တမ်းပြောရမယ်ဆိုရင် ခမည်းတော်ကို မွေပြီးစေးထိုးဖို့နေနေတတာကျို့ကိုယ်တိုင်က မွေပြီးစေးလုံးဝမထိုးခဲ့ပါဘူးမွေပြီးစေးလည်းမရှိပါဘူးဟုဖြေရှင်းပြတတ်၏မိတို့ပင်ဖြစ်စေကိုသားဘော်တယောက်မွေစိတ်ကိုနိုင်သည်ကတော့အမှန်ပင်ဖြစ်သည် မွေကိုက်နူနာရှိပြီလာပင့်နေရင် မိမြကွာဝေးသောဒေတာဖြစ်စေတက်ရှိတဲ့ဘဝယုံရဆွေးရသောရှင်ဘုကကိုတာပေါ်မိတိအခါများမရှိရှေ့ကျင်သာလမ်းလျှောက်လေရှိသည်တချိန်သောအခါကရွာတရွာမှလူနာရှင်လာပင့်သည်ရွာမှာအတော်ဝေးသောဒေတာဖြစ်သည်မနေ့ကညာဦးပိုင်းချိန်မှာရင်နိုးအိုးတဲ့ရန်ထင်းပုံထဲမှထင်းကိုဆွဲယူသည်တွင်ထင်းပုံထဲမှမိကြီးကဲတို့လှပစွာနေရနေသော ကြောင်မြတ်ယတနာလိုတောက်ပြောင်နေသည့်အရာနှစ်ခုကိုတွေ့ရသည်ဖြင့် ကန်ကြည့်လိုက်မိသည်ထိုအရာသည်မွေတကောင်၏မျက်လုံးဖြစ်ကြောင်းကို မွေကိုက်ခံရသည်မှသိရနေသည်ဟုဆိုသည်မနေ့ညဦးပိုင်းချိန်က မွေကိုက်ခံလိုက်ရသည်ယခုကိုသားပေါ်ထံလူနာချင်းလာပင့်သောအချိန်မှာမနက်9နာရီအချိန်တိုင်းနေပေပြီလူနာချင်း၏မျက်နှာသည်စိုးရိမ်ထိတ်လန့်ခြင်းဖြင့်ဖြူလျော်နေသည်မှုံမှန်းကြည့်ဝေသောမျက်လုံးဖြင့်ကိုသားပေါ်ကိုအားကိုးခြင်းကြီးစွာကြည့်နေသည် ကိုတာဘောကထုံးစံအတိုင်းမျက်တောင်ဆင်းကခတ်တွေတွေခိတများငိမ့်နေသည် ထို့နောက်မတိမသာတက်ပြင်းရှာပြီအေးလိုက်တာပေါ့တွားစို့ကိုတော်စကားနှုတ်မထွက်လာသည်တွင်ဒူနာရှင်ဤဖြူရော်သောညှိုးငယ်သောမျက်နာသည်ချက်ချင်းတွေးရောက်ဖျန်းကလမ်းဆန်းကြည်လင်သွားလေသည်ဒူနာရှင်ရရောက်၍ကုတာပြီးသောအခါကိုတာဘောကထင်းပုံထဲမှာမွေရှိသလားဟုမေးသည် မွေရှိနေသေးသည်မရှိသေးသည်ကိုတော့မိသူအမြမပြောနိုင်မိသူအမြလည်းထင်းမုံကိုမရှင်းဝွင့်ဖြစ်နေကြောင်းသိရသည်အချိန်ကညနေ9နာရီထိုးလို့နေပြီနေရောင်တော့ရှိသေးတယ်လေကိုသားဘော်ကပြောပြီးမှန်ချက်ကြီးကြီးတစ်ချက်တောင်းသည်မှန်ရသောအခါကိုသားဘော်သည် နေရောင်ရသည့်နေရာမှမှန်ကိုထောင်ပြီး ထင်းမုံထဲကိုမှန်ရောင်ဖြင့်ထိုးကြည့်သည်ဟောဟောဟိုမဟိုမဘေးမှဝိုင်းကြည့်နေသူတို့၏အတန်ဒီစူညံသွားသည် မှန်ရောင်ဟိုက်လိုက်တဲ့နေရာမှာဗပင်းထောင်နေတော့မွေဦးကောင်းတက်တဲ့ဖြစ်ရာမွေဤမျက်လုံးနှလုံးမှာနေရဲတောက်ပသောအယောင်သည်လျှံပန်းနှစ်ရက်နယ်လို ဖြာထွက်သွားသည်ကိုသားဘော်ကကြည့်နေသူအလုံးကိုတရားမကြံဖယ်ခိုင်းသည်ဒီမွေကရိုးရိုးမွေမဟုတ်ဘူးငကားဦးကပေါက်ခါကြခလေးငယ်ရွယ်တာချီသေးတယ်ကိုသားဘော်စကားကြောင့်ငကားတဲ့ဟေးငကားဝေဝေပြေးဟိုတော်စွစွညံ့ညံ့အတန်တွေဖြင့်လူတွေဖယ်ကုန်ကြသည် နဂါးဆိုတာပင်နယ်သမုဒ္ဒရာထဲမှာနေတယ်ဆိုတာကြားဘူးပါလေဆရာကြီးအခုဘလို့ကြောင့်ကုန်းပေါ်ကထင်းပုံနဲ့ရောက်နေတယ်လေကိုတော်အတန်တန်ကခဝေးဝေးမှပေါ်လာသည် ကိုတာဘော်ကပြန်ပြော၏နဂါးဆိုတာရေနေနဂါးနဲ့ကုန်းနေနဂါးလို့နှစ်မျိုးရှိပါရဲ့အခုတွေ့နေရတာက ကုန်းနေနဂါးပါ ကုန်းနေနဂါးဆိုတာလူသူတွေအနီးနာနင်းနီးကပ်ကပ်နေလို့မရှိဘူးအခုလိုအဖြစ်မျိုးကအင်မတန်ကြုံကြိုက်ခဲဖြစ်ခဲ့ပါလေ သူ့မျက်လုံးကအမှောင်ထဲမှာမြည်ကြီးခဲ့လို့ဗရံများလို့တိတ်လှတဲ့နေနေရဲရဲအယောင်နဲ့တောက်နေတယ်ဆိုကြတဲ့ကကုန်းနေငကားပဲလို့ကျွန်တော်သိလိုက်ပါပြီ။ကဲဝေးဝေးရှောင်နေကြနော်။ကိုသားဘော်ကပြောပြီးမှန်ထိုးထားသည့်အလင်းရောင်ထဲမှာဗပြင်းထနေသော မွေကိုစစ်စစ်ဆိုင်ဆိုင်ကြည့်ပြီးနှုတ်မှတီးတိုးရေရွပြောဆိုနေသည်။ခိတားမြအကြာဝဲမွေသည်ဗပြင်းချကထင်းပုံထဲမှာကိုသားဘော်ရှိရာသို့ထွက်လာသည်။မွေကကြည်ကြည်မမမဟုတ် ယောက်ျားတယောက်ဤလက်မပမာဏမျှတာအလုံးရှိပြီးအလျားမှာတပေခွဲမျှတာရှိပေလိမ့်မည်သို့တော်မန်လင်းရောင်ထဲမှာတွေ့နေရသောတပြင်းအဝိုင်းပမာဏကယောက်ျားထွာဆိုင်မက ရှိလာပေသည်မျက်လုံးနှလုံးကအကောင်အထည်နှင့်မလိုက်အောင်ကြီးမားသည်မျက်လုံးတစ်လုံးသည်ထုတ်ခစ်သောငွေမက်စိအဝိုင်းတမျှကြီးမားသည်ကို ထင်းဖို့အပြင်ရောက်လာမှတည်တည်ချာချာတွေ့ကြရသည်လှလိုက်တဲ့မျက်လုံးဟာ တွင်းထွက်ဗရံများအစစ်အတိုင်းပဲဟူသောတီးတို့အတံတွင်အုတ်အုတ်ချက်ချက်ထွက်လာသည် မွေရယောင်ကပြာတလိုလိုညိုတလိုလိုဖြင့်ငချင်းကွက်လိုအကျေးကုန်နေဖုံးနေသည်ကိုသားဘော်ကမွေကိုကောက်ယူပြီးပခုံးပေါ်တင်လိုက်သည်ထို့နောက်မိသူကိုများနှုံမဆက်လက်မကြည့်တော့ပဲခြေလမ်းတွတ်တွတ်ဖြင့်ထွက်သွားသည်ကိုသားဘော်နောက်ကိုမိသူအများမလာရဲကြချေကိုသားဘော်၏ပခုံးပေါ်မှာအကောင်ထင်းနေမလိုက်အောင်ကြီးမားသောဗပင်းကြီးဖြန့်ထားသည့် နဂါဆိုသောတရဝါဤမျိုးလုံးအယောင်သည်လျှက်စစ်ပြက်သလိုနီနီရဲရဲအယောင်ကဖြာထွက်သွားသည်ကိုသာရာသူရသားတွေငေးမောကြည့်ရင် ကြံ့ရစ်ခဲ့လေတော့သည်မခင်ရွှေက သူ့ရေးတတ်သလိုရေးထားသည်အဘအတာပေါ်မှတ်တမ်းကိုဖတ်ပြ၍ဆုံးသောအခါစကားဆက်ပြောလိုက်သည်ဖွားကဒါလောက်ပဲပြောလို့ကျမဒါလောက်ပဲရေးတာပါအဘအတာပေါ်ဘာဖြစ်သွားတယ်လဲဖွားဖွားအဖွားကြီးကဖြေဤမသိဘူးဆရာမလေးရဲ့ ဲ့ဒီရွာကနဂါးပေါက်တာခံရတဲ့လူနာကိုကုပြီးနဂါးကိုပခုံးပေါ်တင်ထွက်သွားတာပဲလို့ပြောတန်ကြလိုက်ရတယ်။အဖွားတို့စီပြန်မရောက်တော့ပဲတခါတည်းပျောက်သွားတာပဲကွယ်။ဟင်။တင်းမမ်းမသိရှင်းမမ်းမသိ။မခင်ရွှေကစိတ်မကောင်းစွာပြောသည်။အေးဘလို့မှတရင်အဆနာမရတော့ဘူး။ကိုရင်သာပေါ်ရောက်လာတာလဲမမျှော်လင့်ပဲရုတ်တရက်။ပျောက်သွားတာလဲမမျှော်လင့်ပဲရုတ်တရက်။အေးတခုတော့ရှိတယ်။ ကိုဘူးအောင်ကတော့တခါအိမ်မက်မက်လိုက်တယ်ကွ။အော်ဘလို့မှတ်တယ်လဲဖောက်ပါ။တို့ရွာအရှိမြောက်တောင်းကကုံမို့မို့နဲ့ဇေဒီအိုကို တွေ့တယ်မဟုတ်လားလုံးပါလေ။ကုံမို့မို့ကိုတော့တွေ့တာဇေဒီအိုရဲ့လို့တော့တတိမထားမိဘူး။ဘာကြီးမှမသိတဲ့တစ်ပင်ကြီးတစ်ပင်တော့ဂုံးထိတ်မှတွေ့တယ်။မခင်ရွှေကဖြေသည်။အဲ့ဒါကရမတ်ပင်ကြီးဆီယမရဲ့ကရမတ်ပွင့်ချိန်ကြလာပြီလားဆိုရင်ကုံးပတ်ဝန်းကျင်မှုလိုက်တာကြိုင်းနေတာပဲ။ နှင်းရှို့ကရမတ်ပင်ကြီးပေါ့အပင်ရင်းမှာပြိုပြက်လို့မြေပြင်နဲ့ညီလို့မတက်ဖြစ်နေတဲ့ရှင်းဟောင်းဇေဒီမုတ်တို့တို့ရှိတယ်။ဟုတ်ကဲ့ပြောပါဖော်ပါဘလို့အိမ်မက်တယ်လဲ။အိမ်မက်ထဲမှာ ကိုရင်တာပေါ်ဟာလူတစ်ပိုင်းမွေတစ်ပိုင်းနဲ့ကွယ်ကိုအောက်ပိုင်းကမွေခါအောက်ပိုင်းကလူတဲ့ဘာမှပြောချင်းဆိုချင်းတော့မရှိဘူး။ကိုဖိုးအောင်ကိုကြည်ကြည်လင်လင်ပြုံးရယ်ပြုတ်ပြီးအဲ့ဒီဇေဒီမုတ်တို့ရှိရာကုန်းပေါ်တက်သွားတယ်လို့အိမ်မက်မှတ်ခဲ့တယ်။ အဲ့ဒါတစ်ခါပါပဲနောက်တစ်ခါမှမမှတ်တော့ပါဘူးမခင်ရွှေကထူးဆန်းသောမွေးနိုင်စရာဘာသာပေါ်အကြောင်းကိုငြိမ်သက်စွာစဉ်းစားနေချိန်မှာအဖွားကြီးတမိကပြောသည်ဆရာမလေးကထူးထူးဆန်းဆန်းဝါသနာပါတော့နားထောင်ကြရအများကြီးရှိသေးတယ်အဲ့ဒီဒီဒီငုတ်တို့ကလေးကလည်းမှတ်လောက်သားလောက်အဖြစ်ကလေးနဲ့ပဲဆရာမလေးရဲ့မခင်ရွှေမျက်လုံးကျယ်သွားပြန်သည်ဟုတ်လားအမေဘလို့မှတ်သားလောက်တယ်လဲပြောပြပါဦးကျမမှတ်တမ်းရေးအောင်မယ် အဖွားကြီးသမီးကရေလိုက်သည်ဆရာမလေးကတော်တော်ဝါသနာပါတာကိုကဲအမေကိုနှဲ့ရင်မေးပြီးတော့ညနေစာအတွက်ထမင်းဟင်းကိုငါပဲစီမံလိုက်ပါတော့မယ်အဖွားကြီးသမီးကရေမောပြောဆိုပြီးထားသွားသည်တွင်နောက်ခင်ရွှေကအဖွားကို ရှေးဘွားကိုညင်သာစွာဆုပ်ကမ်းပြီးပြောပြပါနော်ဖောက်ဖွားဟုပန်ကြားလိုက်ဝါသနာပါလို့နားထောင်ခြင်းနဲ့ပြောပြတာပေါ့ကွယ်ဒီတောင်ကုန်းမို့မို့နဲ့ဖျားငုတ်တို့ကတနာစရာအကြောင်းကလေးတော့ ဖဖကိုတွေ့ပဲလေ။ကဲမှတ်တမ်းရေးဖို့စာရွက်ကလေးခဲတံကလေးပြင်အောင်ကွ။အဖွားဝတ်စကားကြောင့်မခင်ရွှေကစက်ကုနဲ့ဖောင်းနေကိုပေါ်ပါသွက်လက်တော့ရှေးလမ်းများဖြင့်တွားယူခိုက်မှာအဖွားအိုကဆရာမလေးရေမှတ်တမ်းတွေကိုအမှတ်၁ရေးပြအိမ်မှသူတော်ချင်းအမှတ်၂ရေးပြအိမ်မှမွေးနိုင်သူတို့ခေါင်းစည်းတက်တာကောင်းပါတယ်နော်ဟုလှမ်းပြောသည်ကောင်းပါတယ်ဖေါ်ပါအခုပြောမှာကိုရော ဘလို့ကောင်းစီတက်ရမလဲ။နောက်ခင်ရွှေကပြန်မေးသည်။အဖွားအိုကမဆိုင်မတော့ဖြစ်၏။ရေပြာအိမ်မဇေဒီအိုးလို့ခေါင်းစီတက်ပေါ့။ဟုတ်ကဲ့ဖောက်ဖွား။ကဲကျမရေးဖို့အရှင်သင့်ဖြစ်ပြီ။ပြောပါဖောက်ဖွား။နောက်ခင်ရွှေကစက်ကုနဲ့ဖောင်နေကိုအသင့်ပြင်က အဖွားအိုပြောသည့်ကုံမှုမှုထမဇေဒီအိုးနဲ့ပတ်သက်သည့်အကြောင်းကို စိတ်အားထက်သန်စွာနားဆင်နိုင်လေသည်။1989ခုနှစ်ဇူလိုင်လ တွေးတာမကကျင်းဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးတာတော့ရေးပြအိုင်မမွေးနိုင်သူလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာနောက်ရက်များမှာလည်းကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုဆရာမကြီးမဝင်းမြင့်ရေးတာတော့ရေးပြအိုင်မ JDO လို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများဆက်ဆက်နားဆင်စောင့်မျှော်အားပေးကြပါဦးခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။